မိသားစုဘဝဆိုတာ၄မျိုးရှိတယ်တဲ့လူလောကမှာလူတွေဟာပေါင်းသိနေထိုင်ကြတယ်မျိုးသားနဲ့မျိုးသမီးအိမ်တော်ဘက်ဖြစ်ရွေးချယ်ပြီးတော့အတူတူဝနေကြတဲ့အခါမှာအတွဲ၄မျိုးရှိတယ်လို့ဆိုလိုတယ်ပေါ့နော်အဲ့ဒီ၄မျိုးမှာပထမအတွဲကမြတ်စွာဘုရားသုံးတဲ့စကားလုံးလေးနဲ့တွေ့မယ်သဝနဲ့ဒီဝဆိုတဲ့အတွဲကိုတွေ့တာသဝဆိုတာဒီ ကွန်သိခါလုံးဝမရှိတဲ့အောက်တန်းချတဲ့ဆိုပါစို့ ethics လုံးဝမရှိဘူးကိုချင်းတရားပြည့်ရွံ့နေတဲ့ပုဂ္ဂိုလ်ဆိုရလို့ခေါ်တယ်ဒေဝဆိုတာကိုချင်းတရားနဲ့တောက်ပြောင်နေတဲ့ပုဂ္ဂိုလ်အမြတ်စွာဘုရားပြောချင်တာကတော့ကိုချင်းတရားအမျိုးသားနဲ့အမျိုးသမီးအိမ်အောင်ဖက်ကြတဲ့အခါမှာတဲ့အမျိုးသား ကကိုချင်းတရားနဲ့ပြည့်စုံပြီးအမျိုးသမီးကကိုချင်းတရားနဲ့မပြည့်စုံဘူးတဲ့ဒါတခု့ အမျိုးသမီးကကိုချင်းတရားနဲ့ပြည့်စုံပြီးအမျိုးသားကကိုချင်းတရားနဲ့မပြည့်စုံဘူးတဲ့နှစ်ဦးစလုံးကိုချင်းတရားနဲ့မပြည့်စုံဘူးတဲ့နှစ်ဦးလုံးကိုချင်းတရားနဲ့ပြည့်စုံတယ်လို့မိသားစုဘဝတွဲဖက်ခြင်းဟာခုလို၄မျိုးရှိတယ်လို့သူဟောတာနော်၄မျိုးရှိတယ်ဒါလောကကြီးတစ်ခုလုံးကိုကြည့်လိုက်ရင်လည်းဒီအနေထားတွေ့ပါမယ်တုံးတဲ့သူကမတူညီတဲ့ပေါင်းဖက်မှုတွေတူညီတဲ့ပေါင်းဖက်မှုတွေ ဒီလိုရှိတာအဲ့တော့မတူညီတဲ့ပုံဖက်မှုတွေနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောတာအဲ့ဒါလို့ဟောတဲ့အခါမှာအချင်းချုပ်မြတ်စွာဘုရားဟောပုံလေးကိုချိန်မယ်ဆိုဥဘောတတဝဋ္ဌိညုစကတရိယပြိဘာတကတေဟွန်တိသဏိပတယောသဝတံဝတမာကတာနှုတ်ဥစလုံးဟာရှုံချီချက်ကင်းမဲ့ပြီး ူများကိုပေးဖို့ကံမို့ဆိုတော့လုံးဝလည်းမစင်စားဘူးကိုတုံးဖို့ပဲကြည့်တယ်ကိုပစ္စည်းတရွေးသားမှသူများမပေးဘူးနော်ဘသူ့ကိုမှလည်းဖြန့်ဝေတာမရှိဘူးကတ္တရိယနှမျောတယ်တွန့်တူတယ်ကိုသာတုံးမယ်ဆိုတဲ့စိတ်ဓာတ်ကပြင်းပြတယ်သူများကိုဘလို့ပေးရမှလဲကိုရှာထားတဲ့ပစ္စည်းကလွဲတာမဟုတ်ဘူးသူများပေးเสียလားဆိုတဲ့အတွေးတွေခေါင်းထဲမှာရှိတယ် အဲ့လိုတွေမကဘူးလာရောက်တောင်းခံတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဆဲလွတ်တယ်။နောက်မလာနဲ့နောက်တစ်ခါလာရင်ခွေးတဲ့တိုင်ပဲ။ Beware of dog ရှေ့ထားတဲ့အိမ်ချမ်းမှာလည်းခွေးရှိတယ်။ရှိရှိမရှိရှိ။အော်အလူကံဝင်မဝင်ရဆိုတဲ့ဖို့လည်းချိန်တယ်။အဲ့လိုဟာမျိုးတွေလုပ်ပြီးတော့တေဟွန်တိသာနိပတေယောသောဝတ္တဝါဒမကထာဆို လူလောကကြီးမှာဖြစ်ဖြစ်နေတဲ့အခြေအနေတစ်ခုနဲ့ပတ်သက်ပြီးတော့ဒီလိုပြောတာเนาะတာမိကောဟောတိဒုတ်တိလောခတရိယောပြိပါဒကောအမျိုးသားကကိုချင်းသီလလုံးဝမရှိဘူးတဲ့အတိတ်ကိုချင်းတရားပြပြတယ်အယက်သေးစားတောက်စားတယ်အကစားဖက်တယ်ကိုချင်းတရားတွေပြပြတယ်အမျိုးသားခတရိယောပြိပါဒကော အလှခန်းနဲ့တောင်းခန်းနဲ့လူတွေဆက်လွတ်တယ်။ပရိယာသီလဝတ္တိဟောတိအမျိုးသမီးကကိုချင်းသီလနဲ့ပြည့်စုံတယ်။ကိုချင်းတရားကောင်းတယ်။နော်ဝတ္တိညူဝိတမစ္ဆရာမျိုးသမီးကရေရောတယ်။ဒီစိတ်နှလုံးဖြူစင်နေရေရောတယ်။သူတော်ရဲ့လိုအပ်ချက်ကိုနားလဲတယ်။အဲ့ဒါလို့ အိမ်တော်ဘက်ဆိုလို့ရှိရင်တဲ့အမျိုးသားကတီလမ်းမရှိဘူးအမျိုးသမီးကတီလမ်းရှိတယ်အဲ့ဒီအိမ်တော်ဘက်မျိုးဟာအမျိုးသမီးကဒေဝီဂုံကြီးနဲ့တောက်ပပြီးတော့အမျိုးသားကသဝဂုံသေးနေတဲ့ပုဂ္ဂိုလ်ပေါ့နော်ဂုံသိခါညှို့နှမ်းပြီးတော့လုံးဝလူ့ဘဝမှာကိုယ်ကျင်တရားမရှိသည့်အတွက်ကြောင့်ဂုံသိခါအပြင်တောက်ပြောင်မှုမရှိတဲ့ အိမ်တော်ပဲလို့မြတ်စွာဘုရားတတ်မှတ်တယ်။နော်အိမ်တော်ပဲဖြစ်သွားတယ်။နောက်တစ်ပါးအဲ့တိုင်းပဲနောက်တစ်ခုကသမိကောသီလဝဟောတိဝဋ္ဌိညဝိဒမစ္စရောအမျိုးသားကကိုချင်းတရားကောင်းနေအမှန်တမ်းအနေထိုင်ကိုချင်းတရားလေးစားလိုက်တာတယ်ဝိရိညဝိဒမစ္စရာဝိဒမစ္စရော တပည့်သားရဲ့ခံစားချက်လိုလားချက်တွေကိုနားလည်သဘောပေါက်ရမြတ်မကသူဟာဒီကိုယ်သာသုံးမယ်ဆိုရင်စိတ်ဓာတ်မရှိဘူးရဲ့ရောတယ်နော်ဖော်ယူရဲ့ရဲ့ရောတယ် generosity ပေါ့ရဲ့ရောတယ်ပရိယာဟောတိဒုတိလာအမျိုးသမီးကကိုကျင်တရားမရှိဘူးဂတရိယာပြိပါဒကနှမျိုးစိနေပြီးတော့ဆက်ဆိုချိန်မောင်းတတ်တယ် အဲ့ဒီလို့ဆိုလို့ရှင်ပါပိသဝသံဝတ္တိသဝေနပတိတာဟမ်အဲအမျိုးသမီးကတီလာမရှိသည့်ဖြစ်ကြောင့်သဝကုန်တိခအဖြစ်ညှိုးနှွမ်းနေတယ်အမျိုးသားကတီလာရှိသည့်အတွက်ကြောင့်ဒေဝကုန်တိခအဖြစ်တောက်ပြောင်နေတယ်ဒီမိသားစုဘဝဟာ တူကသေးလားရှိတူကသေးလားမရှိဂုံကြီးရှိမရှိနှစ်ခုပေါင်းဖက်ထားတာဖြစ်လို့ဒီအိမ်အောင်ပဲဟာတစ်ဖက်နဲ့တစ်ဖက်မလိုက်ဖက်တဲ့အိမ်အောင်ပဲလို့သူတို့ပြောအောင်ဖြစ်တယ်ပေါ့အဲဒီလိုရှိဒုတိယအိမ်အောင်ပဲအနေနဲ့အယုဒမေရလည်းကိုချင်းသေးလားမရှိဘူးအမျိုးသားလည်းကိုချင်းသေးလားမရှိဘူးနှစ်ဦးလုံးဟာ generosity ဆိုတာလည်းမရှိဘူးသူတို့ဟာ ဟိုကိုကျင်းတရားလေးပြပြတယ်အလုံးဟာလူမှုတမ်းမှုဆိုရလဲဝေလာဝေးအဲ့လိုနေတဲ့မိသားစုကြတော့နှစ်ဦးစလုံးဟာဒီကိုကြီးအဖြစ်တောက်ပြောင်မှုမရှိလို့ဒီအိမ်တော်ဘက်ကတော့အဆိုးအိမ်တော်ဘက်လို့ဒီလိုပြောမှာဖြစ်တယ်နှစ်ယောက်စလုံးအဆိုးရှိပဲအဲ့လိုမဟုတ်ဘဲနဲ့အမျိုးသားကလည်းကိုချင်းသီလနဲ့ပြည့်စုံတယ် ရဲ့ရောတယ်အမျိုးသမီးရနဲ့ကိုချင်းသီလာနဲ့ပြည့်စုံတယ်ရဲ့ရောတယ်ဆိုတဲ့အဲ့နောက်ပဲကြတော့နှစ်ဦးစလုံးအကောင်းကြီးကြီးလိုက်ဖက်တဲ့အဲ့နောက်တဲ့ချီးမွမ်းမွေကောင်းတဲ့အဲ့နောက်ပဲလို့ပြောရမှာဖြစ်တယ်